မင်္ဂလာပါဒီနေ့အကျိုးဆွေးနွေးကြမှာကတော့အပြောင်းအရွေ့တည်င်းတွေထဲမှာတော်တော်လေးနာမည်ကြီးနေတဲ့ကစားသမားတယောက်အကြောင်းပါဟုတ်ကဲ့ Yugo Ekiti ကပါအသက်20နှစ်ပဲရှိတဲ့တိုက်စစ်မှုပေါ့ဟုတ်ပါတယ်သူကအခု Premier League Club ကြီးဒီအတော်များများကအဲ Silver စားနေကြတယ်ဆိုပြီးတည်င်းတွေထွက်နေတာอืมအဓိကကတော့ Manchester United Liverpool ပြီးတော့ Chelsea တို့လို့ဆိုရဲသူလက်ရှိ Club Eintracht Frankfurt ကသူ့အတွက်ပေါင်း80မှတ် အဲယူရိုတန်တရာလောက်ထိတောင်းနေတယ်ဆိုပဲဟုတ်ကဲ့တော်တော်များတဲ့ပမာဏပါဒီလိုရေချင်းရှိတဲ့လူငယ်ကို club တွေအပြိုင်စိတ်ဝင်စားတာကတော့ဟိုလေအပြောင်းရေမှဖြစ်နေကြဆိုပေမဲ့ဒီစည်းနှုန်းကတော့အာယုံစိတ်เสียဖြစ်နေတာပါသူစာချုပ်သက်ကြမ်းကလည်းနနစ်ကြံသေးတယ်ဆိုတော့ Frankfurt ဘက်ကဈေးကင်ထားနိုင်တဲ့အခြေအနေမျိုးမှရှိနေတယ်ပြောရမှာပေါ့နော်မှန်ပါတယ်သူတို့ဘက်ကအလော့ပေးဖို့တော့အခြေအနေတိတ်မမြင်သေးဘူးသူရဲ့ပြီးခဲ့တဲ့ရာသီဆောင်းရီကိုပြန်ကြည့်ရင်ကောအာ ဘွန်ဒက်စ်လီဂါမှာ15ခုသွင်းတယ်၈ခုဖန်တီးတာလေတိုင်းစမှုတယောက်အနေနဲ့တော့မဆိုးဘူးပေါ့ဟုတ်တယ်အသက်20နှစ်ဆိုတဲ့လူငယ်တယောက်အတွက်တော်တော်လေးကောင်းတဲ့ဂိမ်းခဏနေပါအဲ့ဒါကြောင့်လဲဒီလောက်စိတ်ဝင်စားမှုတွေမြင့်နေတာပေါ့ Sky Germany တရင်ရာဆိုရင် Man U က Frankfurt နဲ့အဆက်အသွယ်လုပ်နေပြီဆိုသို့ကော Man U ကဘာလို့သူ့ကိုဒီလောက်ထိအသေးအတန်ထင်းနေရတာလဲသူတို့တိုက်စစ်ပိုင်းမှာဘာလုပ်လဲနေလို့လဲ ဖြစ်နိုင်တာကတော့မန်နျူးရဲ့ယာတီသိမ်းပိုက်တိုက်စစ်ကနည်းနည်းလေးအားနည်းသွားတယ်လေအဲ့ဒါကိုဖြစ်ဖို့ကြိုးစားတာဖြစ်နိုင်တယ်ဟုတ်တယ် Rasmus Hoglan တီယိုတဲကိုပဲအားကိုးနေရသလိုမျိုးဖြစ်နေလို့လားအဲ့လိုမျိုးဖြစ်နိုင်တယ်ဆိုတော့ Holland ကိုပန်ပိုးပေးနိုင်မယ်ဒါမှမဟုတ်သူနဲ့တွဲညီညီကစားနိုင်မယ်နောက်တစ်ယောက်ရှာနေပုံပဲအကတိကကနေနဲ့ကစားပုံကွဲပြားတဲ့အားသာချက်ပေးနိုင်မလားစဉ်းစားနေပုံရတယ်ဟုတ်ပါပြီဆိုတော့တိုက်စစ်မှုကောင်းကောင်းတယောက်ရှာနေတာတော့သိကြတယ် ဟုတ်ကဲ့ချောင်စီဘက်ကကြည့်ရင်လည်းသူတို့လည်းပိုက်စစ်မှုတစ်ရှာနေတော့ပဲဆိုတော့ဒီတက်ပါလာတာမဆန်းပါဘူးလီဗာပူးကတော့အဲမေးလောက်တော့ဂရေကစိတ်ဝင်စားတယ်လို့သတင်းထွက်ပေမဲ့음သူတို့က Florian Wirtz ကိုလည်းရေးရှိပြမထားတယ်လို့ကြားတယ်ဟုတ်ကဲ့ဆိုတော့လီဗာပူးရဲ့ဦးစားပေးကဘယ်သူဖြစ်မလဲဆိုတာတော့စောင့်ကြည့်အောင်ပါဒါရီအလုံးကအဲ့ဒီကလပ်ကြီးတွေရဲ့တိုက်စစ်ပိုင်းပြင်ဆင်မှုမဟာမြူဟာရီရဲ့အစစ်ဖက်မှုဒီပေါ်လီ Ikiti Kajong Yoni Roma ပဲ နောက်ထပ်တိုက်စစ်မှုတောင်နဲ့ပတ်သက်တဲ့တရေတစ်ခုကလည်းတော်တော်လေးလှောက်ရှားသွားတယ်။အာဆနိုဘက်ကပါ။အာဟုတ်ကဲ့။ Victor Giocares နော် Sporting Lisbon ကဟုတ်ပါတယ်။ပိုတူဂီသတင်းတွေအရအာဆနိုကဘရဟိုနီကပဲ Lisbon မှာ Giocares အတွက်ခိုင်မာတဲ့ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ဆိုတယ်။အသက်26နှစ်ရှိပြီ။ဟွန်းသူကအကတိကေထဲတော့အသက်နည်းနည်းပိုကြီးတယ်။ကစားသမားပုံစံလည်းနည်းနည်းကွာနိုင်တယ်။အာအာစနယ်ကယူကရက်စ်ကိုသွားတာက တို့လိုချင်တဲ့ပုံစံကအိတ်ကချိကဲနဲ့မတူလို့လည်းထင်နိုင်တယ်။ဒါမှမဟုတ်ဇင်းနှုံးကြောင့်များလား။ Jokers ရဲ့ပြောင်းရွှေ့ခြင်းထောက်ပေါက်ပမာဏကတော့ဘလောက်လောက်ရှိမယ်လို့သတင်းထွက်လဲ။အဲ့ဒါလည်းမြင့်တယ်လို့တော့သိရတယ်။ဒါပေမဲ့အိတ်ကချိကဲပေါင်း85သန်းလောက်တော့ရှိချင်မှရှိမယ်။အတိအကျတော့မသိသေးဘူး။ဒါကဘာကိုပြလဲဆိုတော့ club တွေကပိမှတ်တစ်ခုတည်းကိုချိန်နေတာမဟုတ်ဘူး။ plan B plan C ဆိုပြီးရွေးချယ်စရာတွေအများကြီးကိုတံပြိုင်နက်ချင်းစဉ်းစားနေကြတာ။အဲ့လိုအပြိုင်စိတ်ဝင်စားမှုတွေရွေးချယ်စရာတွေများတာကပဲ။ equity gate လို့ကစားသမားရဲ့ဈေးကိုဒီလောက်ထိတွန်းတင်လိုက်တာဖြစ်နိုင်တယ်ပေါ့နော်။အင်းအဲ့လိုပြောလို့ရပါတယ်။ဈေးကွက်ထက်မှာဒီလိုရေချင်းရှိတဲ့တိုက်စုမှုကရှာပါတယ်လေ။အထူးသဖြင့်လူငယ်ဆိုတော့အလားအလာကိုပါထက်တွက်ပြီးဈေးပေးကြတာ။ကဲဒါဆိုအဓိကအချက်တွေပြန်ချုပ်ရရင် Hugo Ikitike ခဲကတော့ Man U, Liverpool, Chelsea ပုံတင်လုံရဲ့ပြင်မှတ် Man U ကတော့ရှစ်တလန်းရောက်နေပုံရတယ်။ဒါပေမဲ့အဲပန်းရှိစနာတန်းဆိုတဲ့ဇင်းလုံးက အဓိကစကားပြောလာနိုင်တယ်ဟုတ်ပါတယ်တဖက်မှာလည်းအာဆင်နယ်ကဂျိုကယ်ရစ်ကိုအလေးအနက်ချင်းကနေပြီဆိုတော့တိုက်စစ်မှုစီဝက်ကတော်တော်လေးအိုအပြန်လန်ဆက်ဆက်လှုပ်ရှားနေတယ်ဆိုတာမြင်လာတယ်ဒီချင်းနဲ့အားလုံးကဘာကိုမိမောက်ထုတ်ပြနေတာလဲနောက်ဆုံးပုံတက်ချက်အနည်းနဲ့ပေါ့အဓိကကတော့အရေတွင်းမြင့်တိုက်စစ်မှုတွေအထူးသဖြင့်အလားအလာကောင်းတဲ့လူငယ်တွေအတွက်ဈေးခွက်ကအရန်ပြင်းထန်တယ်ကလပ်တီကလည်းပိုက်ဆံကိုတော်တော်တုံ့ရဲနေကြတယ်ဆိုတာပါပဲအဲ့ဒီပုံ85တန်းကအကောင်းလုံးတက်တယ်ပဲ ။ဟုတ်ပြီ။ဒါဆိုနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးခြံထားခဲ့ခြင်း ਨੇ ။ဒီလိုအီကီတကယ်လို့တရားဒီလောက်ကောင်းကောင်းကစားပြထားတဲ့လူငယ်လေးတစ်ယောက်ကိုပေါင်း85တန်းလို့ဈေးမျိုးထမ်းမှတ်တာကအပြောင်းရွှေ့ဈေးခွက်တဲ့ပုံမှန်အနေအထားဖြစ်လာတာလား။ဒါမှမဟုတ်ဒါကခဏတာဈေးကဖုံးပွင့်မှုတခုလားဆိုတာစဉ်းစားစရာပဲ ကလတ်တဲ့အတွက်ကရေရှင်မှာဒီလိုအလားလာရှိတဲ့လူငယ်တွေကိုငွေပုံဩပြီးခေါ်တာကပိုမှန်မလားဒါမှမဟုတ်အတီတခြားခြေစွမ်းပြပြီးသားခြေပွင့်တွေကိုပဲပြစ်မှတ်ထားတင်းတလားပေါ့ဒါကတော့လာမယ့်အပြောင်းအရွှေ့ကာလတွေမှာဆက်ပြီးစောင့်ကြည့်ရမယ်စီဝင်စားစရာအချက်တစ်ချက်ပါပဲ